လျှောက်လဲမယ်ဆိုပြီးတော့လျှောက်သွားကြတယ်ပေါ့တော့သွားကြတဲ့ခါမှာ17နိုင်နဲ့17နိုင်ကြားရမှာသူပြန်လာကြတယ်။ဥမာလေးတက်သွားကြတော့သူဘိုက်ဆိုင်စားဖို့ဆိုပြီးသူအထုပ်ကလေးပါလာတယ်။အမဲသားနဲ့ပလာတာတုတ်အဲ့အမဲသားနဲ့ပလာတာတုတ်ကိုသူဝယ်လာပြီးသူစားတာ။အဲ့တော့အဲ့ထုပ်ကလေးကခြံတကားအပြင်မှာပြုတ်ကျသွားတယ်။ပြုတ်ကျသွားတယ်တမိရေမကောက်နဲ့တော့ညာဘက်ကြီးဖြစ်နေပြီးအစားတော့ယူမလာနဲ့တော့ထားခက်လိုက်တော့ဆိုပြီးကိုကလှမ်းပြုတ်လိုက်တဲ့ခါမှာအဲ့ဒီဥမာလေးကရီမောပြီးတော့အန်နီဆိုးဘာလေးကြောက်နာတယ်ဘာမှမဖြစ်ဘူး။ တမီးဘိုက်စာလို့စားဖို့ဝယ်လာတာစားရင်လည်းလူလိုက်ခဲ့ဆိုပြီးသူကရီမော်ပြီးအဲ့လိုမျိုးပြောတာအဲအဲ့လိုမပြောရဘူးဆိုကိုပြောမှရှိတယ်သူကအဲ့လိုမျိုးကိုပြောလိုက်တယ်။နောက်ပြောပြီးတော့သူဝင်လာတယ်။အိပ်ပြီးတဲ့ဆိုတော့တမီးကြီးကနေတော့အမေကြောက်တယ်ကြောက်တယ်ဆိုချက်သိမ်းနေထားပြီးသူအရန်တုံတယ်။ဟဲ့ဘာကြောက်တာတော့တမီးမီးတယ်ထွန်းလာတယ်လာရတယ်တာနာပဲလာပြေးနေယူလင်းထိန်တာပဲကြောက်စရာမရှိတော့မဟုတ်မဟုတ်လေဟိုမှလည်းခေါင်းကိုစပင်ဖားလိုက်တဲ့ဒီဘက်ကိုတမီးတို့အခန်းဘက်ကိုရွေ့လာပြီးတဲ့ဘေးနာတူမာလေးကတခါထပြီးရှိရောရှိတာမှတော်တော်လေးကိုရှိတာအဲ့ဒါနဲ့ ဟဲ့သမီးတို့မရည်နေတော့မိုးချုပ်နေပြီညနေတကောင်ကြီးဖြစ်နေပြီမနေ့မှပဲရည်ကြတော့ပတ်ဝန်းကျင်ကျရင်မကောင်းဘူးလို့ပြောတဲ့ခါမှာသူကရက်သွားတယ်ရက်သွားပြီးတော့တပည့်တူမတယောက်ကိုဆက်ကူးသွားပြီးတော့ရည်ပြန်အဲရည်တဲ့ခါမှာအသေးထောင်ကြီးတာကိုခက်ခက်ကိုဖြစ်ပြီးတော့ရည်တာအဲ့နကွာစိတ်ကလည်းတူလာနဲ့တပည့်စီလေးထောင်တာအတွက်တပည့်စီကိုကင်လိုက်တယ်မိန်းကလေးအဲ့လောက်ထိရည်လို့မကောင်းဘူးတော့နင်းလို့ငါပြောလို့မရရင်ငါတို့ပြောပြောသူကအဲ့လိုမျိုးပက်ကက်လှမ်းပြီးအိတ်နေရနေတော့ဒီလိုငေါက်ကနေထထိုင်တယ်နော်အဲ့လိုမျိုးပုံလို့လိုက်တယ် အဲ့လိုပုံလေးဖြစ်သွားပြီးတော့သူပြန်ပြီးတော့လှဲလိုက်ပြီးတော့နောက်တစ်ယောက်ကိုဆက်ပြီးတော့ကူးတယ်ဆော့ဆော့ဟိုမုတ်ထုပ်ပြုတ်ကြလာတဲ့ကာမလေးကြီးကိုဆက်ပြီးတော့ကူးတယ်ရှီတာမှခိုးခိုးကိကိကိုရှီတာမှမနာမနေဘူးရှီတာအရှိဟိုကုန်းလိုက်အနောက်ကိုလှမ်းသွားလိုက်တော့နော်ရှီတာရှီတာမှဟိုမိနစ်40လောက်ကိုကြာမယ် နေဘာလို့ဒီလိုခလေးတို့နှောက်ရက်တာလဲပြောဆိုငါပျော်လို့သူတို့နဲ့လိုက်လာတာပါတဲ့။ "तू ကခေါ်လာတော့ငါလိုက်လာတာပါ။ငါဘာမှမလုပ်ပါဘူး"ဆိုသူကပြောတယ်။ညနေတကာအပြန်ပြန်လာပြီးဆိုလို့ရှိရင်စကားပြောဆင်ញင်ရမှာဖြစ်တယ်။နောက်ပြီးတော့ခရီးသွားတဲ့အခါမှာလည်းစကားပြောဆင်ញင်ရမှာဖြစ်တယ်။ဘာလို့ဆိုတော့မြင်တွေ့နိုင်တဲ့ဟာတွေရှိတယ်။မမြင်တွေ့နိုင်တဲ့ဟာတွေရှိတယ်နော်။ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြောပြတာ။ကိုယ်တွေခရီးသွားမှဆိုလို့ရှိရင်အဲ့မာရှယ်လောတွေပါလည်းမရှိသေးဘူး။လွတ်လပ်ညနေတကာသွားလာလို့ရတယ်။ အဲ့ဒီအချိန်ကမှကုတ်တူမရင်းနဲ့ကုတ်သမီးရင်းနဲ့ကွာခရီးသွားတယ်ခရီးသွားတဲ့ခါမှာအမျိုးအိမ်မှာပဲတဲတယ်တဲတယ်အပေါ်တက်တစ်ထပ်လုံးမှာတန်းစီပြီးတော့အိတ်တယ်ဗင်းမောက်လေးဖွင့်ထားတယ်လာပြင်းလေးဖြစ်တယ်နောက်မီးတွေလည်းထုံထားတယ်အဲ့ဒီအချိန်မှာကလေးတွေကနေပြီးတော့ဒီညဘက်ဘက်ကိုသူတို့အပြင်မှာရှောက်လဲမယ်ဆိုပြီးတော့ရှောက်သွားကြတယ်ပေါ့တော့သွားကြတဲ့ခါမှာ၁၇နိုင်နဲ့၁၂နိုင်ကြားရမှာသူတို့ပြန်လာကြတယ်ပြန်လာတဲ့အချိန်ကမှအရှိုးရှိုးအိမ်ထဲဝင်လာကြပြီးတန်ရှင်းရှင်းလုပ်ကြတယ်အိတ်ဖို့အတွက်သူပြင်ဆင်တယ်နောက်ဆုံးတူမလေးတက်သွားကြတော့ သူဘိုက်ဆိုင်စားဖို့ဆိုပြီးသူအထုတ်ကလေးပါလာတယ်အဲ့တော့အဲ့ထုတ်ကလေးကခြံတကားအပြင်မှာပြုတ်ကျသွားတယ်ပြုတ်ကျသွားတယ်တမီးရေမကောက်နဲ့တော့ညာဘက်ကြီးဖြစ်နေပြီအစားတော့ယူမလာနဲ့တော့ထားခက်လိုက်တော့ဆိုပြီးကိုကလှမ်းပြုတ်လိုက်တဲ့အခါမှာအဲ့ဒူမာလေးကရီမောပြီးတော့အန်နီဆိုးဘာလေးကြောက်နေတယ်ဘာမှမဖြစ်ဘူးတမီးဘိုက်ဆာလို့စားဖို့ဝယ်လာတာစားရင်လည်းလူလိုက်ခဲ့ဆိုပြီးသူကရီမောပြီးအဲ့လိုမျိုးပြောတာအဲ့အဲ့လိုမပြောရဘူးဆိုကိုပြောမှရှိတယ်သူကအဲ့လိုမျိုးကိုပြောလိုက်တယ် ော်ပြောပြီးတော့သူဝင်လာတယ်သူကတရှိရင်မလုပ်ဘူးဝေစားမလဲဘူးအိမ်မုတ်တွေပါတယ်သူကလာတဲ့ဥစ္စာဘာလဲဆိုတော့အမဲသားနဲ့ပလတ်တာတုတ်နော်မန္တလေးပေါ့နော်မန္တလေးကိုသွားတော့ကအိမ်အမဲသားနဲ့ပလတ်တာတုတ်ကိုသူဝင်လာပြီးသူစားတာနော်စားကျင်လိုက်ခဲ့ပေါ့ဆိုပြီးတော့လေသူပြောလာတာနော်အဲ့ဒါနဲ့သူစားတော့ပြီးအပေါ်ကိုတက်လာတဲ့အဆုံဆုံးပေါ့သူသွားပြီးအိတ်တယ်နော်အဲ့ဒီအချိန်မှာအားလုံး အိပ်ပြီးတဲ့ဆိုတော့သမီးကြီးကနေတော့အမေကြောက်တယ်ကြောက်တယ်ဆိုချက်သိနေထားပြီသူအရန်တုံတယ်ဟဲ့ဘာကြောက်တာတော့သမီးမီးတယ်ထွန်းလာတယ်လာရတယ်တာနာပဲလာပြေးနေယူလင်းထိန်တာပဲကြောက်စရာမရှိတော့မဟုတ်မဟုတ်လေဟိုမှာလည်းဟိုသပင်ဖားလိုက်တဲ့ဒီဘက်ကိုသမီးတို့အခန်းဘက်ကိုရွေ့လာပြီးတဲ့ပြောတယ်အဟာအဲ့နဲ့ဘာမရှိဘူးပေါ့နော်ဆိုပြီးသူ့ကိုဖက်ထားတယ်အဲ့နဲ့ပြီးတော့သူ့ကိုဖះခန်းဘက်ကိုခေါ်သွားပြီးနေရာရွှေ့လိုက်တယ်အဲ့ဒီအချိန်ကမှဇလန်းဆတာပဲဘေးနားတူမာလေးကတခါထပြီးရှိရောရှိရမှတော်တော်လေးကိုရှိတာအဲ့နဲ့ ဟဲ့သမီးတို့မရည်နဲ့တော့မိုးချုပ်နေပြီညနေတကောင်ကြီးဖြစ်နေပြီမနေ့မှပဲရည်ကြတော့ပတ်ဝန်းကျင်ကျရင်မကောင်းဘူးဆိုပြောတဲ့ခါမှာသူကရက်သွားတယ်ရက်သွားပြီးတော့တပည့်တူမတယောက်ကိုဆက်ကူးသွားပြီးတော့ရည်ပြန်အဲရည်တဲ့ခါမှာအသေးထောင်ရှိတာကိုယ်ခက်ခက်ကိုဖြစ်ပြီးတော့ရှိတာအဲ့နကွာစိတ်ကလည်းတူလာနဲ့ဒီပဲစီလေးထောင်တာအတွက်ဒီပဲစီကိုကင်လိုက်တယ်မိန်းကလေးအဲ့လောက်ထိယူလို့မကောင်းတော့နင်းတို့ငါပြောလို့မရအောင်လို့ပြောပြောသူကအဲ့လိုမျိုးပက်ကက်လှမ်းပြီးအိတ်နေရာနေတော့ဒီလိုငေါက်ခနဲ့ထထိုင်တယ်နော်အဲ့လိုမျိုးပုံလို့လိုက်တယ် ။အဲ့လိုပုံလေးဖြစ်သွားပြီးတော့သူပြန်ပြီးတော့လှဲလိုက်ပြီးတော့နောက်တစ်ယောက်ကိုဆက်ပြီးတော့ကူးတယ်။ဆော့ဆော့ဟိုမုတ်ထုပ်ပြုတ်ကြလာတဲ့ကာမလေးကြီးကိုဆက်ပြီးတော့ကူးတယ်။နော်ကူးကူးခိခိနဲ့အမဟိုအရှိကိုကုန်းလိုက်အနောက်ကိုလှမ်းသွားလိုက်တော့နော်ရီတာရီတာမှဟိုမိနစ်40လောက်ကိုကြာမယ်။အကြာကြီးကိုရှိတာအဲ့ဟိုဘေးနာဘေးနာအတိတောက်ကိုကဖုန်းဆက်ပြီးတော့ဖုန်းဆက်ပြီးတော့ကပြောတဲ့ကာမသူတို့ကသူတို့လင်မြန်းကရောက်လာပြီးတော့ ကဲနင်ပါလို့စိတ်ပရိသေးယူတာလေဘန်းမို့ပြီးတော့နင်ပါတို့ဒီလိုခလေးတို့နှောက်ချက်တာလေပြောဆိုငါပျော်လို့သူတို့နဲ့လိုက်လာတာပါတဲ့။ "तू ကခေါ်လာတော့ငါလိုက်လာလာပါငါဘာမှမလုပ်ပါဘူး"ဆို तू ကပြောတယ်။ဟိုကသူတို့ကလည်းအတွေ့အကြုံရှိတယ်ထင်ပါတယ်။အသက်အရွယ်အားဖြင့်ဆိုလို့ရှိရင်လည်း50 60လောက်ဖြစ်နေပြီပေါ့နော်။အဲ့သူတို့ကနေပြီးတော့ကဲအဲ့ဆိုနင်ရင်ကြီးမယ်ပျော်တော့နင်ကြီးမယ်ဆိုရင်နင်အေးဆေးကြီးဘလူ့အမှမနှောက်ချက်နဲ့နင်ရင်ကြီးပြီးလို့ရှိရင်တော့နင်ပြန်ပြီးတော့ကိုယ့်ညာကိုပြန်သွားတော့ဆိုပြီး तू ကအဲ့လိုမျိုးပြောပြီးတော့ तू ရဲ့ဗတိတွေစိတ်ပြီးတော့ तू က ဟိုဘာပေါ့စောင့်တယ်ပေါ့သူ့အရှိတဲ့တယ်မှာပဲသူထိုင်ပြီးတော့နေလာအဲ့ဟာလဲသူရှိတာပဲချီအောင်ကြီးစင်းပြီးတော့လေချီအောင်ကြီးစင်းပြီးတော့ဇေမရနဲ့ဖားလာချတာလဲနောက်ပြင်စင်းလာအပြင်းပြန်လာတဲ့ဝေစားရတယ်မလက်ထားဘူးဆိုစဉ်းစားကြည့်လိုက်တော့နော်အဲ့တော့ခလေးတွေအကုန်လုံးကလေကို့နားမှာဝိုင်းပြီးတော့အကုန်လုံးကလေကြောက်တာကြောက်တာအဲ့အဲ့ရည်တဲ့ခလေးမှလေးပဲကြည့်နေတာတူမလေးပဲကြည့်နေကို့နားမှာပဲခလေးတွေအကုန်လုံးကဝိုင်းပြီးတော့ကြောက်နေကြတာအဲ့နဲ့ရည်လိုက်တော့မှမိနစ်30 40လောက်ကိုကြာတယ်တော်တော်ကြာတယ်ရည်တာမှကို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 ဖြစ်နေတာပဲရှိတာမှအဲ့ဒါနဲ့ ဲ့လိုမျိုးရေတဲ့ပြီးွားရောအဲ့ဟိုသောသားမိတ်ဆွေအနေပြီးတော့သူ့ကိုပြောတယ်နင်ရေးပြီးရင်နင်နန်းကိုနင်သွားနှောက်ရက်ဘာမှမပေးနဲ့နင်ကိုနင်ပြောတဲ့ဂတိတိုင်းမတီးဆိုပြီးပြောတယ်သူကလည်းအမှမိနစ်30ကျော်40လောက်တည်းကြာတော့သူအဲ့ကောင်မလေးကပက်လက်လှမ်းပြီးတော့ငိန်သွားငိန်သွားပြီးတော့သူထွက်သွားတယ်ပေါ့နော်ထွက်သွားတယ်ထင်တာပဲအဲ့တော့ငိန်သွားငိန်သွားတဲ့အခါကျတော့မှသူ့ကိုအဲ့ဖရဲရဲ့ရေမန်းလေးပါလေအကုန်လုံးပေါ့နော်ရေမန်းလေးပါတိုက်ပြီးတော့မှအခန်းကိုတန်ရှင်းရေးပါလေလောက်လောက်ပြီးတော့မှပဲအားလုံးကအဆင်ပြေသွားတာအိတ်နိုင်သွားတာ အိတ်နိုင်သွားတာဖြစ်တယ်နော်အဲ့ဒီအဲကြောင့်နောက်ပြီးအဲ့ဒီဒီမှာလို့မေးကြည့်တော့ तू ဘာမှမသိဘူး तू မောနေ तू မောနေမောနော် तू ကမတရားတဲ့ပြုတ်ကို तू ဇက်တက်ကြီးတို့ကို तू ရီရတာကိုအရှိကို6ချောင်းကြီးဆင်းပြီးတော့ကုန်းလိုက်ပလက်လှမ်းဝါလိုက်ရီလိုက်ဟာတခါတော့အတန်ဝင်လေးအမျိုးစုံပါလို့အဲ့ဒီလိုမျိုးအတွေ့အကြုံတွေရှိတဲ့အတွက်ကြောင့်ကလေးတို့လည်းပြောရတယ်ခရီးသွားတဲ့အခါဖြစ်ဖြစ်ညနေသကောင်းလေးဖြစ်ဖြစ်နော်ဒီဟိုပပန်း၄၀စကားတို့ကိုကိုဟိုထင်ရမရလေးကိုစွတ်ပြီးတော့မပြောကြနဲ့လို့ ဒီအနီလိုမျိုးကြုံမှုကြတဲ့လူတွေရောရှိပါသလားရှင်။ကဲမိတ်ဆွေတို့ရောဒါမျိုးကြုံမှုတဲ့ဆိုရင်အားလုံးသိအောင်ဝင်မြေးပေးကြပါအောင်ရှင်။